ားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူတာပြင်မျှဝေပေးနေတာကတော့ဝါရင်းပိုင်းမှာ short ချနေတဲ့ပြစ်ချက်ဖြစ်နေတဲ့ Toyota Hilux V6 ကားရဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူတာပြင်မျှဝေပေးကြပါတယ်ဒီကားကတော့ workshop ကို ရောက်လာရတဲ့အကြောင်းကတော့ brake မီးကတော့ပိတ်ထားလဲလင်းနေတဲ့ထောက်လျှောက်လင်းနေတဲ့ပြဿနာရဲ့ကားရဲ့ဒိုင်ကွက်မှာ CG ကလည်းလုံးဝမတက်ဘူးဒါပေမဲ့ကပတ်ပတ်လိုက်တယ်ထိုင်ကုန်ကပတ်ပတ်လိုက်တယ်ဆိုရင်တော့ CG ကတက်လာတယ်ပေါ့ဗျာနော် အဲ့ဒီမှာတီဗန်မီကလည်းတောက်လျှောက်ကိုခုံနေတဲ့ပြစ်ချက်ကြောင့်ဝက်ရှော့ကိုရောက်ရှိလာတာဖြစ်ပါတယ်။ဒီကားမှာဆိုလို့ရှိရင်ဖြည့်ရှင်းရမယ့်ပြဿနာတွေကတော့အများကြီးပါ။အင်ဂျင်ကန်ထဲမှာဆိုရင်လည်းဝါယာကြိုးတွေက ချို့နေရာတွေကပေါက်နေတာတွေဖြက်ဆက်လှုပ်ထားတာတွေ ECV ရဲ့ဝါယာကြိုးတွေမှာဆိုရင်လည်းလောင်ထားတဲ့ပြဿနာကိုတော်တော်များများတွေ့မြင်ရပါတယ်။ဒါအပြင်တာဗိုဒီမှာစီကျော်ထားတဲ့ပြဿနာတွေရော နောက်တခြားသောအပိုင်းတွေပေါ့ဗျာစီယူထားတဲ့ပြဿနာတွေရောအများကြီးပဲတွေ့ရပါတယ်။အဲ့တော့သူ့ရဲ့လာတဲ့ပြစ်ချက်ကိုအရင်ဆုံးဖြေရှင်းရမှာဖြစ်တဲ့အတွက် brain me နဲ့ပတ်သက်ပြီးတော့ဘာကြောင့်တောက်လျှောက်လင်းနေတာလဲပေါ့နော်။အဖြစ်များတဲ့ပြစ်ချက်က brace ပြစ်ချက်ကြောင့်များသောအားဖြင့်ဗြိမီးကတောက်လျှောက်လင်းနေတဲ့ပြဿနာကတော်တော်များများကားတွေမှာကြုံတွေ့ရပါတယ်။အဲ့ဒီမှာကျွန်တော်တို့ကဗြိမီးရဲ့လင်းနေတဲ့ပြစ်ချက်ကိုအရင်ဆုံးဖြေရှင်းကြတယ်။ brake switch ကိုဖြုတ်လိုက်ပင်မဲ့လဲကားရဲ့ဗြိမီးကတောက်လျှောက်လင်းနေတဲ့ပြဿနာကဖြေရှင်းလို့မရသေးဘူးပေါ့ဗျာနော်။ဒါဆိုရင် brake switch ကပြစ်ချက်တော့မဟုတ်ဘူး။တခြားပြစ်ချက်တွေကြောင့်ဖြစ်နိုင်တယ်ပေါ့ဗျာနော်။ဒါကြောင့်မဲကားရဲ့ dashboard ထဲမှာရှိနေတဲ့ဝါယာဒုတ်တွေကိုစစ်တယ်၊ဖြူကုန်တွေကိုစစ်တယ်။ဖြူကုန်ကိုစစ်တဲ့အခါမှာဘာသွားတွေးရလဲဆိုတော့ တချို့ဖြူတွေအားဆိုရင် လောင်နာတာတွေ့ရတယ်ဖြူတလုံးဆိုလို့ရှိရင်30 MB ထိရမဲ့နေရာမှာ20 MB ကြီးသုံးနာတယ်သုံးနာပြီးတော့မှဝိုင်ယာကြိုးတွေနဲ့အဲ့ဒီဖြူကိုပတ်ထားတယ်ဗောဗျာပြောမယ်ဆိုလို့ရှိရင် ဖြူကခန်းကနာပြက်လို့ထင်ပါတယ်ဖြူပြက်တာကြောင့်30 MB အစား20 MB ကိုထည့်ပြီးတော့မှဝိုင်ယာကြိုးရည်နဲ့ပတ်ထားတဲ့အခါမှာဖြူကတော့လုံးဝမပြက်တော့ဘူးဒါပေမဲ့ကျွန်တော်တို့ဝိုင်ယာတုပ်တွေကိုဖြီးတဲ့အခါမှာတော်တော်ချီနေဆိုတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဖြူကုန်ကိုစစ်တဲ့အခါမှာဒီလိုပုံစံမျိုးတွေလုပ်ထားတာဖြစ်တဲ့အတွက်ကားပိုင်ရှင်ကိုအချိန်တောင်းပြီးတော့မှအဒီကားမှာဖြီးရှင်းရမယ့်ပြဿနာတွေကတော့အများကြီးပဲကျွန်တော်တို့ဒါလိုအပ်ရင် ဒက်စ်ဘုတ်ကိုပါခွာမယ်အနေထားမျိုးဖြစ်တယ်ဆိုတာကိုပြောပြလိုက်ပြီးတော့မှကားရဲ့ဒက်စ်ဘုတ်ကိုခွာလိုက်ကြတယ်ပေါ့ဗျာနော်ကားရဲ့ဒက်စ်ဘုတ်ကိုခွာလိုက်တဲ့အခါမှာအထဲထဲမှာဝိုင်ယာကြိုးတွေကတော်တော်ချင်းနေစိုးတယ်ဗျဝါယာကျိုးတစ်ချောင်းဆိုလို့ရှိရင်လောင်ပြီးတော့မှတခြားဝါယာကျိုးတွေနဲ့သွားပြီးတော့ပူးထားတာတော်တော်လေးကိုအချိန်ကြီးစိုးနေတာပေါ့ဗျာနော်ဝါယာကျိုးကပူးနေတဲ့အနေအထားမျိုးတွေဖြစ်တယ်အဲ့တော့ EC တွေဝင်ထားတဲ့ကျိုးတွေမှာဆိုရင်နှစ်ပင်လောက်ကလည်း ပျော်ပြီးတော့မှလုံအောင်ကိုကျိုးအထဲတဲကနမ်းမြင်နေတောင်ထွက်နေတဲ့အနေအထားမျိုးတွေတွေ့မြင်ရတယ်ပေါ့ဗျာနော်ဒါဟာတော်တော်လေးကံကောင်းတယ်လို့ပြောရမယ်ဒီကားမှာဆူဆူရွာရွာဘာမှဖြစ်မသွားဘူးပေါ့နော်ကျွန်တော်တို့ကားမီးလောင်စီနိုင်တဲ့ပြစ်ချက်တွေထဲမှာဒီဝိုင်ယာရှော့ကလည်းတစ်ခုပါဝင်ဖြစ်တယ်ဝိုင်ယာရှော့ဖြစ်ပြီဆိုလို့ရှိရင်ကားမီးလောင်တဲ့ပြဿနာကဒါတိတော်မတိလိုက်ဘူးထပြီးတော့လောင်တဲ့ပြဿနာတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီဝါရိမိုင်းနဲ့ပတ်သက်ပြီးတော်တော်လေးကြီးယူဆိုင်ရမယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လေအာစီးပြက်ဒစီးဆိုရင်လေအဲ့လိုပဲ ဒီအလှဆင်ထားတဲ့မီးကနေပြီးတော့မှကြိုးပူပြီးရှော့ကြပြီးတော့ကားရဲ့ dashboard ထဲကနေပြီးတော့မှမီးခိုးလုံးတွေထွက်လာတာကံကောင်းလို့ဒါတော့ပိတ်လိုက်လို့မဟုတ်ရင်ခက်မသိရင်မီးလောင်နိုင်တယ်ပေါ့နော်အဲ့တော့ဒီကားမှာဆိုရင်လေတကယ်တမ်းကတော့30 mph ဖြူပြတ်တာကဘာကြောင့်ပြတ်တာလဲအဲ့ဒီ line ကိုအရင်လိုက်ရမှာလိုက်ရမယ့်ဟာကို30 mph ဖြူပြတ်တဲ့ဟာကို20 mph ဖြူထည့်ပြီးတော့ကျွန်တော်ထင်တယ်တောက်လျှောက်ပြတ်လို့ထင်ပါတယ်အဲ့ဒီ20 mph ဖြူမှာမှာ ဝါယာကြိုးတွေနဲ့ပြန်ပက်ပြီးတော့မှမပြတ်အောင်လုပ်ထားတယ်အဲ့လိုမျိုးလုံလိုက်တဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့ short ကျထားတဲ့နေရာကအဲဒီဖြူကိုပြက်စီတာအဲ့တော့ဖြူမပြက်တဲ့အတွက်အဲ့ဒီကြိုးလိုင်းမှာထောက်လျှောက်ကိုအကုန်ပျော်ပြီးတော့တခြားဝါယာကြိုးတွေနဲ့ပါကတ်ကုန်တာပေါ့ဗျာနော်ဒီလိုပြဿနာမျိုးတွေဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကြိုးကိုပြန်ပြီးတော့တေချာဖြတ်ဆက်လုပ်ပြီးတော့ တွေ့လိုက်တယ်ဒါပေမဲ့ brain နဲ့ပတ်သက်တဲ့ပြဿနာတွေကဖြေရှင်းလို့မရသေးဘူးပေါ့နော်ဒါနဲ့ပဲကျွန်တော်တို့လိုအပ်တဲ့အပိုင်းကဒီကားမှာဆိုလို့ရှိရင်တော့ brake line တွေဒီကားရဲ့ဒီ c gate တွေပေါ့ဗျာနော် c gate တွေနဲ့နောက်ကမီးတစ်လိုင်းလုံးကအဲပြောမယ်ဆိုလို့ရှိရင်ဒါချန်ကင်းထဲမှာပဲ socket တစ်ခုနဲ့ထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ထိုင်ကုန်တွေကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့မှချန်ကင်းကိုခွာလိုက်တယ်ပေါ့ဗျာနော်ချန်ကင်းကိုခွာလိုက်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့ချန်ကင်းမှာကရည်တွေပေါ့နော်အောက်ထဲမှာနဲတာမဟုတ်ပြော့အထဲမှာ တင်းအောက်ထဲမှာဆိုရင်ရှုံနေကောအများကြီးပဲဖြစ်နေတာပေါ့အဲ့တော့ဒီကားရဲ့သမိုင်းကြောင်းကိုမေးကြည့်တဲ့အခါမှာကားပိုင်ရှင်အနေနဲ့ကသူသုံးရတဲ့လမ်းအနေထားရကလုံးလုံးဝကိုကားဘင်းမြုပ်အောင်ထိမောင်းရတဲ့အနေထားမျိုးတွေပေါ့ဗျာနော်လမ်းလမ်းရဲ့အနေထားကြောင့်ခါကြလို့ရှိရင်ဒီဖြတ်မောင်းရတဲ့အနေထားတွေကရေကဒီကြမ်းကင်းကိုမြုပ်တဲ့အဆင့်ထိမောင်းရတာဖြစ်တဲ့အတွက်အဲဒါနောက်ပိုင်းမှာဒီလိုပြဿနာမျိုးတွေတက်လာတယ်ပေါ့ဗျာနော်ဒါနဲ့ပဲကျွန်တော်တို့ဒီသေချာစစ်ဆေးလိုက်တဲ့အခါမှာမသာတွေ့ရလဲဆိုတော့ကြမ်းကင်းမှာကျွန်တော်တို့ဒီ ကားရဲ့ dashboard အတွင်းကနေပြီးတော့မှနောက်ကိုဆက်ထားတဲ့ wire joe socket ပေါ့ဗျာเนาะအဲ့ဒီ socket ထဲမှာလုံးဝကိုဒါစားတွေပေါက်နေတာတော်တော်ကိုချီနေဆိုးတယ်ပေါ့ဗျာเนาะရေမြုပ်ထားပြီးတော့မှ socket ရဲ့စီးတွေမလုံတာကြောင့်အဲ့ဒီကနေပြီးတော့မှရေဝင်တယ်ရေဝင်ပြီးတော့စားငန့်ရည်တွေဝင်ပြီးတော့မှ socket ထဲမှာအဲဒါစားတွေပေါက်ထားတာအဲ့ဒီတော့ကိုဘာဖြစ်လဲဆိုတော့ wire joe တွေကပူးတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့ brain မီးတွေကလည်းတွားပြီးတော့လင်းနေတယ် ဒါပြင်စီဂိတ်တွေကလည်းမတက်တဲ့ပြဿနာမျိုးတွေကြုံတွေ့ရတယ်ပေါ့ဗျာနော်အဲ့လိုပြဿနာတွေကြုံတွေ့ရတာဖြစ်တဲ့ကျွန်တော်တို့ဒါသူ့ရဲ့ socket ကိုတေချာတန်ရှင်းလုံးလိုက်တယ်တန်ရှင်းလုံးပြီးတော့မှတေချာစီကြောတန်းစင်ပေါ့ဗျာနော်စီးတာတော့တော်တော်ထွက်တယ်အထဲတွေကအနေတွေအမှုန်တွေဆိုတာနဲတာမဟုတ်ဘူးပေါ့နော်စီးရဘူးတော့မှ တဘူးနီးနီးလောက်ကုန်တယ်လို့ပြောရမယ်အဲ့တော့ဒီ930နဲ့စီးတာပေါ့ဗျာเนาะဒီဟိုပေါ့เนาะကျွန်တော်တို့ electrical circuit တွေကိုစီးတဲ့စီးရည်ဘူးနဲ့စီးလိုက်တယ်စီးတော့အထဲထဲကကြီးတွေအမှုန်တွေအများကြီးပဲထွက်လာတယ်စားပေါက်တာတွေအများကြီးထွက်လာပြီးတော့ socket ကလုံးဝပြောင်းသွားတယ်ပေါ့ကျွန်တော်လေမှုန့်လိုက်စီးလိုက်လေမှုန့်လိုက်စီးလိုက်နဲ့အဲ့လိုပုံစံမျိုးလေးလုပ်ပြီးတော့လုံးဝတန့်ဆင်သွားအောင်လုပ်လိုက်တယ်ပေါ့เนาะအဲ့ဒါပြီးသွားတဲ့အခါမှာ၆တွေ့သွားတဲ့အချိန်မှာကျွန်တော် socket ပြန်ထိုးပြီးတော့မှ အဲဒီတော့ဖွင့်လိုက်တယ်ပရီမီယာတော့လုံးဝမလင်းတော့ဘူးပေါ့နော်အဲ့တော့ကားရဲ့ဒိုင်ခွက်မှာလည်းပြန်ပြီးတော့ဒီစီဂိတ်တွေဘာတွေပြန်တက်လာတဲ့အနေအထားမျိုးတွေဖြစ်တာပေါ့ဆိုတော့ဒါကတော့ကျွန်တော်တို့ဝိုင်ယာတွေရှော့ဖြစ်နေတာဗျဝိုင်ယာတွေရှော့ဖြစ်နေတဲ့အနေအထားမျိုးကိုမဖြေရှင်းမှန်းတဲ့ဒီလော်လေကူကူပေါ့နော်ဒီဖြူပြတ်တဲ့ပြဿနာကိုပဲကျွန်တော်တို့ မလုတ်လဲဆိုတော့10 MB ဖြူပြက်ရင်20ထည့်တယ်အဲ့လိုပုံစံမျိုးတွေလုပ်ရင်းရနေပြီးတော့မှမလူလားအပ်တဲ့တခြားသောဝါရင်းမိုင်းတွေမှာလည်း short တွေပါကျလာတာဒီလိုပြဿနာမျိုးတွေကြုံတွေ့ရပါတယ်အဲ့တော့ဝါရင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးယူဆရမယ့်အနေအထားမျိုးပါဘာကြောင့်လဲဆိုတော့ဝါရင်းမိုင်းကတစ်ချက်လေးမှားတာနဲ့နောက်ဆက်တွဲကစူးကျိုးတွေအများကြီးပဲဖြစ်စေနိုင်ပါတယ်တချို့ဆိုလို့ရှိရင်ဒီ compressor clutch တွေပေါ့ဗျာနော်ဒီကျွန်တော်တို့ air con ရဲ့ compressor clutch တွေကိုဘက်ထရီကနေပြီးတော့မှဓာတ်ရိုက်သွယ်ထားပြီးတော့ compressor clutch ကို တောက်လျှောက်ကပ်အောင်လုပ်ထားတယ်ဒီလိုပြဿနာမျိုးတွေဒီလိုပုံစံမျိုးတွေရှိတယ်ခါလီမှာဆိုလို့ရှိရင် customer တွေကလာတယ်ဗျာကျွန်တော်တို့ဟိုပေါ့နော်ကားက2ရက်3ရက်လောက်မမောင်းမနဲ့ဒီတိုင်းပြစ်ထားမယ်ဆိုရင်ဘက်ထရီက down သွားတယ်ဘာဖြစ်လို့မှမသိဘူးပေါ့နော်အပြေရှာတဲ့အခါမှာအဲ့ဒီ compressor clutch တွေကိုဓာတ်ရိုက်ကြီးမီးပေးထားပြီးတော့ clutch ကိုကတ်ထားတယ် compressor clutch တွေမှာက magnetic ဖြစ်အောင်တန်လိုက်ဖြစ်အောင် အဲတဲထဲမှာ coin တွေရှိတယ်အဲ့ဒီ coin ကိုလှည့်စစ်ပေးလိုက်ရင်တန်လိုက်တွေဖြစ်တယ်အဲ့လိုမျိုးတောက်လျှောက်တန်လိုက်ဖြစ်အောင်လုပ်ထားတာဖြစ်တဲ့အတွက် battery ကတောက်လျှောက်စားနေတာအဲ့ဒါကလည်းပြောမယ်ဆိုရင် battery ဟိုကနေပြီးတော့ဂျားကန်ဖြူလို့ relay လို့မခံမနဲ့ဒါတိုက်ကြီးတွေဖြစ်တာဗောနော်ဒါတွေအားဆိုရင်လုံးဝကိုမှားယွင်းတဲ့အချက်တွေဖြစ်ပါတယ်အဲ့လိုမျိုးပဲတခြားသောပိုင်းတွေပေါ့ဗျာကျွန်တော်တို့ wire ကြိုးတွေကိုဂျားနေဖောက်ပြီးတော့မှသွဲတာမျိုးတွေဒါတွေကလုံးဝမလုပ်သင့်ဘူးဗောနော်လိုအဲ့လိုကိုကအလှဆင်မှာပဲဖြစ်ဖြစ်တခုခုကိုသွဲတန်းချိတ်ဆက်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့လိုအပ်တဲ့ဒီကျိုးလုံးကြီးတဲ့ MBR ကြီးတဲ့ကျိုးတွေကနေပြီးတော့မှသွေမယ်ပြီးရင်ဖြူတွေခံမယ်လိုအပ်ရင် relay တွေခံမယ်အဲ့လိုပုံစံမျိုးနဲ့သာသွေတန်းချိတ်ဆက်စီခြင်းပါတယ်အဲ့လိုမဟုတ်ရင်နောက်ဆက်တွဲအနေနဲ့က dashboard ရဲ့အတွင်းထဲမှာသာအခုလိုပုံစံမျိုးဒီပြဿနာကိုမဖြေရှင်းမနဲ့ဒိုင်းထားရင်ကားရဲ့ dashboard အတွင်းထဲမှာအဲ့ဒီ wire ကျိုးတွေကပူပြီးတော့ပူပြီးတော့ဗောနောပူကုန်မဲ့ပူပြီးတော့ဒါ short ဖြစ်မဲ့ short ဖြစ်ပြီးတော့မီးလောင်သွားနိုင်တယ်မီးလောင်သွားမဲ့ဆိုလို့ရှိရင်ကားစီးမီးလောင်ရင် ဖြည့်ရှင်းရတာအရန်ခက်တယ်ပေါ့ဗျာနော်ဒါကြောင့်မဲအကျော်ခွားတွေမလုပ်စေချင်ဘူးအထူးသဖြင့်ကတော့ဒီ MPR နဲတဲ့နေရာမှာဥမာပေါ့10 MPR ဆိုရင်သူ့တိုင်းပဲထည့်ပေးရမယ်7.5 MPR ဆိုရင်လည်း7.5ပဲထည့်ပေးရမှာပေါ့ဗျာနော်20 MPR သုံးတိုင်း20 MPR ပဲထည့်ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီ MPR သေးတဲ့ဖြူရဲ့နေရာမှာ MPR ကြီးတဲ့ဖြူကိုထည့်တယ်ဆိုရင်ဖြူကတော့မပြတ်ဘူးဒါပေမဲ့အဲ့ဒီပစ္စည်းတွေပြတ်ကုန်လိမ့်မယ်လျှက်စစ်ပစ္စည်းတွေမပြတ်အောင် ဖြူတွေခံမိထားရတာဖြစ်ပါတယ်အဲ့တော့ဖြူတွေခံထားတဲ့နေသားမှာ10 ampere သူဒီဇိုင်းအရ10 ampere 20 ampere 30 ampere အစရှိသည့်ပြင်ဒီသူ့ရဲ့သတ်မှတ်ထားတဲ့ဖြူတွေပဲပြန်ပြီးတော့သုံးစီခြင်းပါတယ်ပိုဆိုးတာကဒီကားမှာကဒီ10 ampere အစားကို20 ampere ထည့်တဲ့အပြင်ကိုပိုဆိုးတာကသူ့မှာဝါယာကြိုးတွေနဲ့ပတ်ထားတယ် အဲ့ဒီအတွက်ကိုပို့ပြီးတော့ဆိုးသွားတာပေါ့ဗျာနော်ကြိုးတွေကအကုန်လုံးပေါက်ပြီးတော့မှပျော်ကြကုန်တယ်အဲ့ဒီအပြင်ကိုကားရဲ့အင်ဂျင်ကန်ထဲမှာကလည်းတော်တော်ချီနေဆိုးတယ်ပြောမယ်ဆိုလို့ရှိရင် throttle position sensor ရဲ့ဝါယာကြိုးတောင်မှပြတ်ကျနေတာပေါ့ဗျာနော်အဲ့လိုမျိုးတွေတွေ့ရတယ်နောက် EGR ဘာမှဆိုလို့ရှိရင်လည်းဝါယာကြိုးတွေကြော်တာခွာတာတွေလှုပ်တာတွေရှိတယ်ဒါအပြင်ကျွန်တော်တို့ဘာဒီဘာထပ်ပြီးတွေ့ရလဲဆိုတော့ဒီ ECU တွေကိုဝင်တဲ့ကြိုးလိုင်းမှာဆိုလို့ရှိရင်လည်းဝါယာကြိုးတွေကဒါပျော်ကျပြီးတော့ပေါက်နေတဲ့အနေအထားမျိုးတွေအဲ့ဒါတွေပါအကုန်လုံး ဖြတ်ဆက်လေးတွေလုပ်ရတာပေါ့ဗျာနော်ဝါရီမိုင်းမှာတော့တော်တော်လေးအချိန်ကြီးဆိုးတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဒီကားမှာကြုံတွေ့ရတဲ့ပြစ်ချက်ကတော့ကျွန်တော်တို့ဝါယာရှော့ကျတဲ့ပြဿနာကိုမဖြေရှင်းမဲ့နဲ့အဒီဖြူကိုအမ်ဘီယာကြီးတာကိုဝါယာကျိုးတွေနဲ့ပတ်ပြီးသုံးတဲ့ပြစ်ချက်ကြောင့်နောက်ဆက်တွဲအနေနဲ့ပြဿနာတွေအများကြီးပဲတက်လာတာပါเนาะအဲ့တော့ပြောမယ်ဆိုရင်တော့စီကိတ်မတက်တာတို့ဒီကဘတ်ထိုးမှစီကိတ်တက်တာတို့ဒီပမီခုံတာတို့ဒါတွေအရဆိုလို့ရှိရင်အဓိကပြစ်ချက်တွေကတော့ကျွန်တော်တို့ ကျန်းကင်းမှာကျန်းကင်းရေမြုပ်သွားတဲ့အတွက်ဝါယာဆော့ကက်တွေကိုရေဝင်တယ်စားငံရည်တွေဝင်တယ်စားငံရည်တွေဝင်တဲ့အတွက်အဲ့ဒီကနေစားပေါက်ပြီးတော့မှနောက်ဆက်တွဲကြုံတွေ့လျရတဲ့ပြစ်ချက်ပါဒါပေမဲ့အဲ့ဒါကိုမဖြေရှင်းမှန်းတဲ့ဖြူပြက်တဲ့ပြဿနာကိုဒါဖြူ MBR ကြီးကြီးမားမားထပ်ထည့်ပြီးတော့မှဖြေရှင်းလိုက်တဲ့အတွက်နောက်ဆက်တွဲအနေနဲ့ဝါယာကြိုးတွေပါပျော်ပြီးတော့လိုက်လာတာပေါ့ဗျာနော်ဒါဆိုရင်အခက်မသိရင်အန္တရာယ်ရှိပါတယ်ဒါကြောင့်ဒီလိုမျိုးတော့မလုပ်စေချင်ပါဘူးဒါကတော့ကျွန်တော်တို့ဝါရီမိုင်းမှာပြစ်ချက်ဖြစ်နေတဲ့ပြစ်ချက်ဖြစ်ခဲ့တဲ့ Toyota Hilux Vigo ကားလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုရားပြည့်မျှဝေပေးခဲ့တာဖြစ်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။